ဒီကနေ့ရဲ့ထူးခြားသတင်းတွေကတော့ဒုက္ခတကုံတီတူအငားအင်ယာမှာထပ်မံပြီးစီတဲ့တိုင်ငါလုံးကိုမဲနိုင်နေရာချထားပေးဖို့တင်ကန်းကျွန်ကမာယောပန်ကြောက်တရာတကုံတကုံမြို့တဲ့တောင်ပိုင်းတကုံမြို့တဲ့စိတ်ကမ်းမြို့နယ်တွေဟာရှောင်းလာတင်သွင်းထားသူတွေနဲ့ပညာရေးဝန်ထမ်းတွေအနက်ကမဲနိုင်ခွင့်ရရှိသူတွေကိုဌာနကဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။ငောင်းမြို့ဝချီယာပရာပန်စီယုံကိုကလေးမိဖွားဖို့လာရောက်တဲ့ တက်စီပေါ်မှာဘိုင်းနာလာတဲ့အမျိုးသမီးကိုထိုင်းရင်တဲ့ရဲတပ်ဖွဲ့ကလမ်းကြောင်းရှင်းကကားကိုလမ်းပေးလို့ကလေးရက်ခိုင်းပြီးစေပညာအသိရှိနားလည်တဲ့ရင်တိန်သက်ဖွဲ့ဝင်တို့ကကလေးမွေးဖွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမနေ့ကဖြစ်ပွားခဲ့ပါတယ်။နိုင်ငံဖူကတ်မြို့ရဲ့လူစီကားတဲ့လမ်းမပေါ်တခြားကားနောက်ခံမှာထိုင်းမျိုးသမီးတို့နဲ့မဖွဲမရမတည်လျော်တဲ့အပြုအမူလှုပ်ဆောင်ခဲ့တဲ့အသက်23နှစ်အရွယ်ဂျော်ဂီဆိုတဲ့ရုရှားမျိုးသားကိုထိုင်းရဲသက်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့စက်တင်ဘာလ26ရက်နေ့ရဲ့ကမ္ဘာသမိုင်းနဲ့ထူခြားဖြစ်ရပ်တွေကတော့1580ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာဖရန်စစ်ဒရိတ်ဟာကမ္ဘာကိုပတ်ပြီးပင်လယ်ခရီးနှင်ခဲ့တဲ့ပထမဆုံးအင်္ဂလိပ်လူမျိုးဖြစ်လာခဲ့ပါတယ်။1900ခုနှစ်စက်တင်ဘာလ26ရက်နေ့ဟာနယူးဇီလန်နိုင်ငံ ကဗီဒင်အင်ပါယာလက်အောက်ကနေလုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ်ကြီးညာခဲ့ပါတယ်1959ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာဂျပန်မှာအင်အားပြင်းတဲ့တိုင်ဖွန်းမုန်တိုင်းဗီဒါဝင်ရောက်တိုက်ခတ်ပြီးလူပေါင်း9000ကျော်သေဆုံးခဲ့ပါတယ် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ဒူးဆက်ခိုင်အတွင်ဘာဂျီယာအစည်းအရုံးရဲ့ရှေ့မှာစတိမလာ24ရက်နေ့ကဆမ်ဆန်လန်ပေါ်မြေကြုံပြကြလို့မိသား90ကျော်နဲ့တဲ့တွင်နေကြီးဖြစ်ခဲ့ပါတယ်။မြေစီလာတဲ့ထမှန်ဝင်ရောက်ခြင်းမှာရက်သက်ဖို့အတွက်တဲအိတ်ပေါင်း9000ခန့်ကိုတွင်နေကြီးအတွင်စုပေါင်းပြီးဖြည့်တင်ခဲ့ကယူဆိုင်မှုအပိုင်းကိုပိတ်ထားခဲ့ပါတယ်။